အဓိကတော့ကိုယ်လုံးစရာရှိရပဲကိုယ်လုံးနေဖို့လိုတာပါလောကကြီးမှာလေအလုပ်အလုပ်တစ်ခုပဲလုပ်ပဲဖြစ်ဖြစ်ပေါ့ကိုယ်ဝေဖန်တာပဲဖြစ်ဖြစ်အကြံပြုတာပဲဖြစ်ဖြစ်အကောင်းမြင်စိတ်လေးနဲ့လက်ခံပေးလိုက်ရအားလုံးကအဆင်ပြေပါတယ်ကျွန်တော်အရက်ဘီယာစိတ်လေးဒီပိုင်းမှာတောက်ဘူးဆိုရတယ်ဒီအားကစားကိုကောင်းကောင်းမဆုံးနိုင်ပါဘူးလို့ကျွန်တော်မတောက်တာပါ ကားလေးကတော့ကျွန်တော်နဲ့ကိုညိုမင်းလွင်နဲ့ဒါပထမဦးဆုံးဆယ်စုနှစ်တစ်ခုလောက်ဝန်းကျင်မှာပထမဦးဆုံးပြန်ဆုံတဲ့ကားလို့ပြောလို့ရပါတယ်။ပြင်မာတော့ဆုံပြီပြင်မယ်ဒါဒီကားလေးကကျွန်တော်တေချာလေး project တစ်ခုအနေနဲ့ပြန်လုပ်ခွင့်ရတဲ့ကားလေးပေါ့နော်။ဆိုတော့ဟိုမျှော်လင့်ထားရဲဆိုတော့အကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်တို့ညှိစားထားပါတယ်ဗျ။ဒီကားမှာတော့ကျွန်တော် main con ဆိုတဲ့အကိုအကြီးဆုံးနေရာပေါ့နော်။မတော်မသုံးရောက်မှာအကိုအကြီးဆုံးနေရာနေအကောင်းဆုံးဖြစ်အောင်ညှိစားပြီးတိရစ္ဆာန်လာပါတယ်ဗျ။အကိုဒီထဲမှာမမရှိနေလေ။ဒီဟိုဦးလေးကို ိုတို့ဟိမိမတကြုံခဲချိန်ထိမမငါတို့ရဲ့အနာတော်ရှိနေရမယ်လို့ထင်ပါတယ်လေအာငါသမီးစာချက်နေလို့ဆိုရဲကားကိုဥဆောင်ကပရိစာလုတ်ပြီးတော့ရိုက်တယ်ဒရိုက်တာကညုံမင်းလွန်ကျွတ်တယ်မှာကံပေါင်းမှာစတွေ့ရခြင်းဥယိုင်းလုံးနဲ့ကံမစတွေ့တယ်ညီလေးလည်းမင်းကကြည့်လို့မရဘူးဟာဘာဖြစ်လို့လဲကိုစောတူးွားတယ်မင်းကကြည့်လို့မရဘူးအခုအလုပ်လုပ်လို့ရောအဆင်ပြေပါမလားဆိုတော့အာမဟုတ်အလုပ်ကရရတယ်မင်းကိုအဆင်ပြေလားပြေပါရဲ့ဟုတ်ဘူးလို့မင်းကိုတဲ့ငါကြည့်လို့မရဘူးဆိုတော့တခြားလူတွေပြောမှသိရတယ်ငါအထိတ်ပြောထားခြင်းလို့ဟုတ်ပဲဟုတ်ပဲ အဲ့တော့ဟိုအဲ့လိုပဲဘာလို့လဲတော့မသိဘူးဒါပေမဲ့အခုတော့အဆင်ပြေပါတယ်ကိုညောကသူဖြစ်ချင်တာတခုကိုသူကနားလဲအောင်ရှင်းပြတတ်တဲ့ driver တွေမှာပါတယ်တေးဥဆောင်နေပုံမှာလေဆိုတော့အဆင်ပြေပါတယ်ဗျအဓိကတော့ကိုလုံးစရာရှိရပဲကိုလုံးနေဖို့လိုတာပါလောကကြီးမှာလေအလုံးအလုံးတခုပဲလုံးပဲဖြစ်ဖြစ်ပေါ့ဆိုတော့ကိုဝေဖန်တာပဲဖြစ်ဖြစ်အကြံပြုတာပဲဖြစ်ဖြစ်အကောင်းမြင်စိတ်လေးနဲ့လက်ခံပေးလိုက်အရာအလုံးကအဆင်ပြေပါတယ်ငယ်ငယ်လေးကပါကျွန်တော်စားရိုက်ခဲ့တဲ့အခုချိန်လေးကျွန်တော်ကျွန်တော်ကြိုက်တဲ့98ရာခိုင်နှုန်းကကျွန်တော်ကြိုက်တဲ့ဇာတ်လမ်းကိုပဲရွေးချယ်ပြီးတော့ကျွန်တော်တေးဥဆောင်ခဲ့တာပါ ကျွန်내နှစ်ရာခိုင်နှုန်းကတော့အားနာပြီးတော့ဗောနော်ဘလုံးမငင်းမရတဲ့အခါမျိုးကြရင်တော့လုပ်ပေးရတဲ့အားရှိပါတယ်ဆိုတော့အခုထိလည်းအဲ့တိုင်းပါပဲဆိုတော့နောက်လည်းဒီတိုင်းပဲဆက်သွားအောင်ပါ music ကတော့မလုပ်ဖြစ်ဘူးလုံးဝရာဒီတေချာတော့ဒီနှစ်ပိုင်းခြားတွေကထုံးစံတိုင်းပဲကျွန်တော်ဒီရုပ်ရှင်ဘက်ပဲကျွန်တော်တော်တော်အားစိုက်ထားမှာပါဗျာအခုအဲ့ဒီလေလံလေးကတော့တကယ်တရားတရားရှိရဲ့မိစွေညီကိုတွေရဲ့အကျိုးသားအထုံးမှုတွေနဲ့ကျွန်တော် ကိုကိုကျန်းလိုချင်တဲ့ amount ပေါ့နော်အပြည့်အဝမဟုတ်ရင်တော့မှသူတဝက်ထက်ကြော်ကြော်လေးရောက်သွားရတဲ့ဝမ်းသာပါတယ်ဆိုတော့ကျွန်တော်တို့ဘက်ကလည်းလုံနိုင်တဲ့အပိုင်းတွေတော်တော်များများလုပ်ခဲ့ပါတယ်ဗျ။အားအရန်ကောင်းပါတယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီချိန်မှာတကယ်လိုအပ်နေတာကအလူငွေတွေပါဆိုတော့ဒီအလူငွေနဲ့ပတ်သက်ပြီးတော့သူစိတ်ကူးစိတ်သန်းနဲ့ဒီလိုဒီလောက် amount ရအောင်ရှာသွားတယ်ဆိုတော့ကျွန်တော်လေးစားပါတယ်ဗျာကိုကျန်း။ဒီနေ့ season 2မှာတော့ပါတယ်ပေါ့နော်ပါတယ်ဆိုတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်ကြိုးလဲကြိုးစားတယ်ကျွန်တော်တို့ကဒီမှာပြိုင်ပွဲဝင်အနေနဲ့ပဲပါတာ။ကျွန်တော်ပြိုင်ပွဲဝင်တယောက်အနေနဲ့ပဲကိုညံ့ညံ့တာခံရမှာပဲ။ ကိုကိုကောင်းရင်ကောင်းတာကိုယ့် resistance ရှိရင်ရှိသလောက်တက်လှမ်းခွင့်ရမှာပေါ့နော်ဒီနှစ်ကကြတော့ကျွန်တော်တို့တွေက winner ကိုတယောက်ပဲထားမှာတယောက်ပဲမနစ်ကလိုမျိုး၄ယောက်၅ယောက်အဲ့လိုပူးတွဲပေးမှာမဟုတ်ဘူးတယောက်တည်းထားမှာဆိုတော့နောက်ပြီးတော့တို့ဟို eliminate system လဲပါတော့ပြုတ်သွားမှာကိုမကောင်းမကောင်းတဲ့ချိန်ပြုတ်သွားမှာပဲဆိုတော့ကြိုးစားရမှာအာမျက်လေးလေးယူတယ်နောက် G5 ကိုလည်းယူတယ်တကယ်အားကစားဖို့ပေါ့နော်တကယ်ဟိုဝါသနာပါပြီးတော့မှချက်ကုတ်ချက်ခဲဆော့ရတဲ့လူတွေ နဲ့အဲကျွန်တော်တို့တွေဒါပြိုင်ခွင့်ရတာပေါ့ဆိုတော့ဒါဝမ်းသာစရာပါကျွန်တော်အားကစားအတော်အများကိုကျွန်တော်ဝါသနာပါပါတယ်ဗျငငယ်တွေကလည်းဝါသနာပါတယ်ကျွန်တော်အရက်ဘီယာစိလိတပိုင်မတောက်ဘူးဆိုတော့လေဒီအားကစားကိုကောင်းကောင်းမဆုံနိုင်မှာဆိုလို့ကျွန်တော်မတောက်တာပါဟုတ်ကဲ့ဒီညမထွက်ရကားလေးကိုအဲကျွန်တော် horror trailer ပုံစံကိုကြိုက်တယ်ဆိုရင် လာရောက်ကြည့်ရှုအားပေးဖို့တော့ဖိတ်ခေါ်လိုပါတယ်စိတ်ချင်တဲ့ပါကျွန်တော်တို့အကောင်းဆုံးဖြောင်းကြိုးစားထားပါတယ်ဗျ